ဒါပေမဲ့လည်းပဲတပ်ဘက်ကတင်ပြစာရင်ညှိနှိုင်းမှုတွေအချိန်ချင်းလုပ်ပေမဲ့လို့နိုင်ငံရေးနည်းလမ်းနဲ့ပပနဲ့နဲ့ဖြည့်ရှင်းခြင်းမရှိဘဲနဲ့ပြည်သူဘက်ကဖြည့်ရှင်းပေးမဲ့နည်းလမ်းကိုရွေးချယ်တယ်။အဲ့နည်းလမ်းကိုတည်တည်ကြီးနဲ့ထိုးကြွပြီးတော့တပ်ကိုတသက်စာနလန်မထူနိုင်အောင်လုပ်ပြမယ်ဆိုတဲ့အကွက်ကိုရွေးသွားရည်လို့ကျမတို့မြင်ပါရဲ့ရှင်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ခုတစ်ခေါက်ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီပိန်းနေကြော့ဖြစ်ပါတယ်နော်။ဒီပိန်းနေသားအခုလောက်တုတ်တဝင်းနဲ့တောင်းသူတယောက်ရဲ့အမြင် နည်းနည်းလေးသာရှိခဲ့ရင်ကျွန်တော်တို့တိုင်းပြည်အခုလိုချင်းနေမျိုးမှာမရောက်နိုင်ဘူးလို့ထင်ပါတယ်။ဒီဘိန်းတွေအတွက်အများကြီးနားထောင်ပေးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။လက်ရှိနိုင်ငံရဲ့အခြေအနေအရလူတွေမိတ်ဆက်နေကြတဲ့အတိုင်းပြောနေကြတဲ့အတိုင်းကျွန်မကိုကျွန်မမိတ်ဆက်ရမယ်ဆိုရင်ကျွန်မကရခင်ကနေပြီးတော့အမှတ်၁၁အခြေခံပညာအထက်တန်းကျောင်းအခုပညာပန်းနိုင်ကိုပိုင်အထက်တန်းကျောင်းမှာပညာသင်ယူနေဆဲဖြစ်တဲ့တက္ကသိုလ်ဝန်ထမ်းကျောင်းသူမနှင်းစုသစ်ဖြစ်ပါရဲ့ရှင်ဒီနေ့ချိန်ထိကျွန်မအနေနဲ့နိုင်ငံရေးနဲ့ပတ်သက်လို့ဘာတခွန်းမှမပြောခဲ့တဲ့အတွက်ကြောင့် ကျမတငယ်ချင်းတွေကကျမကိုဝေဖန်ပြစ်တင်နေကြမယ်ဆိုတာလည်းကျမသိပါတယ်။ဒီနေ့ချိန်ထိစာနာဖို့ထုတ်တဲ့နေရာမှာလည်းကျမကိုယ်တိုင်ပါဝင်ခဲ့ခြင်းမရှိရတဲ့ကြောင့်ကျမကိုအစိမ်းဆိုပြီးတော့ကာလာတတ်မှတ်နေကြမယ်ဆိုတာလည်းကျမသိပါတယ်ရှင်။ဒါပေမဲ့အမှန်တကယ်ကျမအားလုံးမုန်းနေချားနေတမှာပါ။ကျမကတခြားသူတွေလိုမျိုးခေါင်းဆောင်ခြင်းလိုဂျားနေဆိုရယ်ခေါင်းစဉ်ကိုတက်တာမျိုးမဟုတ်ခင်လေကျမရဲ့ခံယူချက်နဲ့ကျမရှိပြီးသားမဟုတ်လို့ဂျားနေဆိုရယ်ခေါင်းစဉ်ကိုတက်အားချင်းဖြစ်ပါတယ် ဒါနဲ့ဖြစ်နေရရှိရချက်ကလည်းအခုဖြစ်သွားတဲ့နိုင်ငံရေးကိစ္စမှာကျမကနှစ်ဖက်စလုံးရဲ့လုံရက်တွေနဲ့ပတ်သက်ပြီးကျမလက်မခံနိုင်တဲ့အကြောင်းအရာတွေရှိနေလို့ပဲဖြစ်ပါရဲ့ရှင်။အဲ့အကြောင်းအရာတွေကိုကျမကဒီကနေ့တင်ပြပြောကြားသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျမကြိုပြီးတော့ပြပြထားချင်တာတစ်ခုကကျမအနေနဲ့ဒီနေ့ဒီအချိန်ထိနိုင်ငံရေးကောင်းဆောင်နေတဲ့ပတ်သက်လို့သူတို့ကိုစိတ်ထဲကနေတော့မပြတ်မနေအောင်ကျမနေထိုင်ပါတယ်။ဒီနေ့လူတွေအလွယ်ကြီးလွှဲနေရတယ်အဲ့ဒါပါပဲ။ social media ရဲ့ပေါ်မှာနိုင်ငံခေါင်းဆောင်တွေကိုပြစ်တင်ကြရဲဆဲဆိုကြရဲ တက်ကြီးပုံမာတွေကိုဆဲဆိုတက်တက်ကြီးဝကြီးသူတွေကိုဆဲဆိုကြတယ်အစိုးဆုံးသမတော်တွေကိုပါဆဲဆိုကြတယ်ဒါပေမဲ့လို့ဘလော့တီပဲအပြစ်ရှိနေတဲ့သူအပြစ်ပြောစရာဖြစ်နေတဲ့သူပဲဖြစ်နေပါစေအောင်တော့နိုင်ငံတစ်ခုကိုတာဝန်ယူပြီးကိုစွမ်းသလောက်နော်အကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့ဥဆောင်နေကြတဲ့တက်ကြီးပုံကူတွေပဲမဟုတ်ဘူးလားရှင်အ ਨੇ ဆုံးတော့လေလူပိတ်အတွေ့လေးရဲ့တွေ့လေးစမောက်ထအသက်ကုန်မှာကြီးရဲ့ရှင်စမောက်လိုမျိုးလူသားမန်တွေထက် ဖုန်းတကူအရှိန်အဝါကြီးလို့မလို့ဂျင်းလို့နေရတော့မှသူတို့ရောက်လာကြပြီပဲလေအဲ့တော့ကျမအနေနဲ့ရောမပြမအပ်ဖို့လို့မြင်ပါတယ်ရှင်နော်ဟိုဗုဒ္ဓကားရာဇရာဇကိုင်းစုလို့ရှင်နှုတ်လို့ခတ်တယ်ရှင်နော်အဲ့တော့ဒဲမပြောကြပါမယ်လို့ပါတီရဲ့မဲဆက်စည်းရုံးကြတဲ့အခါမှာသူတို့ကိုထောက်ခံတဲ့သူကိုမှပြည်သူတဲ့သူတို့ရဲ့နောက်ပါတာမီယူမှပြည်သူတဲ့ရှင်ဒါဆိုရင်ဒီနေ့မှမွေးပြီးတော့ဒီနေ့ပေါ်မှာကြီးလာတယ်ကျမတို့လူတွေရော ဆိုပြည်သူမဟုတ်ကြတော့ဘူးလားကဲဟုတ်ပါပြီဒါဆိုအဲ့ပြည်သူဆိုတဲ့သူတွေကိုလည်းကြည့်ရောပြည်သူဆိုတဲ့သူတွေကိုကြည့်ပြန်တော့လေအစိမ်းရခေါင်းဆောင်ဖြစ်လာရင်အနီကိုထောက်ခံတဲ့သူတွေကစိုးရလို့မမြင်ကြတော့အနီရခေါင်းဆောင်ဖြစ်လာရင်အစိမ်းကိုထောက်ခံအားပေးကြတဲ့သူတွေကနိုင်ငံခေါင်းဆောင်ရဲလို့လက်မခံနိုင်ကြဘူးပြည်သူတွေကစပြီးတော့ကွဲပြေးဖြစ်နေကြတာကဲအားဆိုလို့ရှိရင်ကျမတို့ကဘလို့ဖြစ်နေကြလဲဆိုတော့ကျမတို့ကစုံလုံးကန့်နေကြတာတစ်ဖက်ပိတ်တော့မဟုတ်ဘူးနော် တစ်ဖက်ပိတ်တဲ့သူကမှအဲ့ဒီသူတို့မြင်နိုင်တဲ့ကြံတစ်ဖက်ရဲ့ကြံတစ်ဖက်ကနေပြီးတော့မြင်နိုင်တဲ့အကောင်ရောအဆိုးရောအကျိုးနဲ့အဖြစ်ကိုပါကျမတို့မြင်နိုင်သေးတယ်အခုကျမတို့ကမဟုတ်ဘူးကျမတို့ကစုံလုံးကန့်နေကြတာကျမတို့ကလေမာမအမှန်ဒီပဲကောင်းတာနော်အပြစ်မမြင်ချစ်ခင်နေကြတာကျမတို့ကအပြစ်ကိုမှလက်မခံနိုင်ပဲနဲ့ကျမတို့ကမျက်စိစုံမေးခေါင်းနဲ့ညှင့်နေကြတာကျမဒီနေ့ဒီစကားပြောချင်လို့မလို့လက်လန်းမိတဲ့လောက်လေးလာထားရရှိပါတယ်ဒီကနေ့ဖြစ်တဲ့နိုင်ငံရေးပြဿနာကနှလုံးကြီးကြွနေတဲ့သူတွေတို့ဖြစ်နေရှင့် သူကပေါကနန်းကိုရှာနေကြမဟုတ်ဘူးပေါကနန်းကိုရှာနေကြတာမဟုတ်ဘဲနဲ့ကိုယုံကြည်ရဲ့ကနန်းကိုလက်ခံထားရဲ့ကနန်းကိုကြိုက်တဲ့ကနန်းဘလောက်ကြီးခိုင်မာကြောင်းနော်တက်တေပြဖို့အတွက်သူတို့ကတက်တေရှာရင်တွက်ရင်နဲ့အချိန်လေးကုန်နော်ငွေတွေကုန်ပြီးတော့လူတွေမွဲပြကြကုန်တာအဲ့တော့ဥပဒေဘက်မှလည်းအဲ့လိုပဲဥပဒေကိုကိုလိုတဲ့ပုံမှန်ကနန်းတွေဖတ်ပြရင်နဲ့အချိန်လေးကုန်နေကြတာအဲ့တော့လက်တွေဖြစ်ရှင်ကြော်လွားဖို့နီးကောင်းလမ်းကောင်းတွေကိုကြတော့မချင်းတက်နေကြဘူးအဲ့တော့အခု အခုလည်းဘလို့ဖြစ်လဲဆိုတော့မဲမတတ်မှမှုကစလိုက်တဲ့ဒီနိုင်ငံရေးပြဿနာလေးကနိုင်ငံဘက်ကလည်း UEC ရဲ့အဆုံးဖြတ်ကတာအတီးဆိုတာကိုသူတို့ကဖတ်တွဲထားကြတယ်။ဟုတ်ဖြောင်းဖြောင်းပေါ်နီးလန့်တွေရှိနေနိုင်ပါတယ်။နော်အဲ့ဒါကိုလည်းစူးစမ်းရှာဖွေသင့်တယ်လို့ကျမတို့ထင်နေရှင်။အော်အကောင်စားချိကအဖြစ်ရှာပြီးတော့နိုင်ငံရေးကစားကလှလှပပလေးသာထုတ်သုံးနိုင်မယ်ဆိုရင်စွမ်းဆောင်သူလည်းတမိုင်းတမိုင်းလာတယ်ပြည်သူနဲ့ကဘာကလည်းစံပြုတ်လို့တဲ့နိုင်ငံရေးအခင်းကျင်းတစ်ခုဖြစ်သွားနိုင်တယ်လို့ကျမတို့လက်ခံတယ်ဒါပေမဲ့လည်းပဲ တပ်ဖက်ကတင်ပြစာရင်ညှိနှိုင်းမှုတွေအကျဉ်းချင်းလုပ်ပေမဲ့လို့နိုင်ငံရေးနည်းလမ်းနဲ့ပေါပနဲ့နဲ့ဖြည့်ရှင်းခြင်းမရှိဘဲနဲ့ပြည်သူဘက်ကဖြည့်ရှင်းပေးမဲ့နည်းလမ်းကိုရွေးချယ်တယ်။အဲ့နည်းလမ်းကိုတိတိကျကျနဲ့ထိုးကြွေးပြီးတော့တပ်ကိုတသက်စာနလန်မထူနိုင်အောင်လုပ်ပြမယ်ဆိုတဲ့အကွက်ကိုရွေးသွားရည်လို့ကျမတို့မြင်ပါရဲ့ရှင့်။တနိုင်ငံလုံးတတိုင်းတပြည်လုံးကအပြေအဝါထောက်ခံထားရဲဆိုတာကိုယုံကြည်တယ်။ယုံကြည်တဲ့အဲ့လျောက်လဲတက်ကိုလှုပ်ရဲလား။လှုပ်ရဲလှုပ်ကြည့်လိုက်လေ။ လောက်ကြည့်လိုက်ငါနောက်မှာပြည်သူရှိတယ်ဆိုတဲ့ယုံကြည်ချက်အသိစိတ်တစ်ခုလေး ਨੇ တိုင်းပြည်နယ်ပြည်သူကိုထိုးကျသွားတယ်လို့ကျမတော့မြင်မိပါရှင်။တမ်ဘပါတီတဲကအင်အားအကြီးဆုံးပါတီဖြစ်တဲ့ပြည်အောင်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနည်းနည်းလေးကပါတီမှမဟုတ်တာ။1993ခုနှစ်မှာပြည်အောင်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းရဲ့လို့စတင်တည်ထောင်လိုက်ကြတဲ့ကနော်နိုင်ငံရေးဆိုင်ရာနိုင်ငံရေးတင်နန်းတွေ မော်စီမံခန့်ခွဲရေးဆိုင်ရာတင်နှန်းနေတဲ့တခြားဘဲပါတီအဘဲအဖွဲ့အစည်းကမှမရနိုင်နဲ့နော်အခင်းချင်းနေတဲ့ခိုင်ခိုင်မာမာစတင်ခဲ့လို့ကျွန်မလေးလာတွေ့ရှိရပါတယ်2030 2030ဇွန်လမှာ2030ဇွန်လမှာပါတီဖြစ်ခွင့်မှတ်ပုံတွေကိုသူတို့ရရှိပြီးတော့လူအင်အားရန်ပုံငွေအင်အားနော်အလွန်ခိုင်မာတောင်းတင်းပါရှင်ပြန်တော့ပါပြီးအားလုံးထက်အရာရာတာလုံးနဲ့ရှင်ဘရင်ပစိုးကြီးပါရှင်2030ရွေးကောက်ပွဲမှာမြန်မာနိုင်ငံတဝန်း882နေရာအနိုင်ရရှိခဲ့တယ် ဒါပေမဲ့2012ခုနှစ်ဂျားဖြက်ရွေးကောက်ပွဲကိုရောက်လာတဲ့အခါမှာအန်နာဒီနဲ့ရင်ဆိုင်ရတဲ့အခါမှာသူတို့43နှစ်ရရှုံးနေခဲ့ပါတယ်2015အထွေထွေရွေးကောက်ပွဲကြပြန်တော့လဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLG ကို USDP ကရှုံးနေခဲ့ပြီးတော့နိုင်ငံအာဏာကို NLD ကနေရရှိသွားတယ်အဲ့တော့ရွေးကောက်ပွဲဆိုတဲ့နေရာမှာရွေးကောက်ပွဲဆိုတာကပြည်သူတွေရဲ့အကြိုက်เนาะပြည်သူတွေရဲ့အကြိုက်ကိုဖုတ်ပေးရစနစ်အနေနဲ့ကျင်းပတဲ့ပွဲ တော့အစားနေပြန်ကောင်းမယ်ဆိုရင် ရှင်ဘရင်ပစိုးပို့ကြည့်ဖြစ်နေတဲ့သူကပြိုင်တတ်ပါတီထက်အရှားရတလို့နေလေဒါပေမဲ့အခုလို့ဖုတ်ပေးတဲ့စနစ်မှာမတော်မှမရှိရဲဆိုပြီးတော့2015ကလေသူတို့အငင်းခုံတွေဖြစ်ခဲ့ကြပါတယ်ဟုတ်ပြီဒါဆိုရင်နံပါတ်1နိုင်ငံရေးရေချိန်မြောက်ပို့ကျူးစားတဲ့နော်မဟုတ်ဘူးလားလောက်လေ2015ကနေ2020ပြန်ကြည့်လိုက်ဟမ်အားရစရာဘာတစ်ခုလုပ်ပြနိုင်လဲ စံဝေယုံစီဝေယုံနဲ့မဲရမယ်ခင်မဟုတ်တော့ဘူး။နကူအင်အားရှိပြီးသားလေ။ပို့အစ်စ်မြင့်မဲ့ဆွမ်းဆောင်ရည်ထုတ်လေ။နံပါတ်1ပထမတွဲကြုံဖြစ်တဲ့2015အားမှာနော်မဲမတမမှုရှိရဆိုရင်အခု2020မှာပို့စူးစမ်းရမှာမဟုတ်ဘူးလား။ပို့အားစိုက်ရမှာမဟုတ်ဘူးလား။ရှင်းရှင်းပြောရရင်မဲမတမမှုဖြစ်နိုင်တယ်လို့နားလည်ထားရင်အထွန်းလူထဲလေ။မဖြစ်နိုင်ဘူးမပြောပါနဲ့။မတမမှုလောက်ဖို့ကျွန်မပြောနေရတယ်မဟုတ်ဘူး။မတမမှုဖြစ်လာခဲ့ရင် ကကွယ်နိုင်မှုเนาะပြလာလို့ရှိရင်တက်တေစုဖို့ ਨੇ ခိုင်မာတဲ့တက်တေ ਨੇ အဲ့ဒီတက်ဆိုင်ရာကိုဆိုရဲတရားစွဲနေเนาะတရားစွဲခိုင်လုံးတဲ့တက်တေ ਨੇ မီဒီယာတရားဝဲမီဒီယာတွေကိုခြပြအများကြီးပဲလုပ်စရာเนาะခုပြောနေရကျွန်မခလေးအတွေးနဲ့ပြောနေအမ်ခလေးအတွေးနဲ့ဆိုလို့ကျွန်မစဉ်းစားမိရတခုပေါ့เนาะစဉ်းစားမိရတခုထက်ပြီးတော့ပြောရမှာဆိုရင်သူများကစာမေးပွဲအောင်ကမှ तू ကခိုးချလို့အောင်တော်ကိုမပြောနဲ့လေဒါလာမပြောနဲ့ ကိုကိုရိုင်းအောင်ဖီရမှာကိုအလုပ်သူကသူခိုးချလို့ပဲအောင်အောင်ဘာလို့ပဲအောင်ခိုးချတိုင်းမအောင်တော့ကျွန်တော်စာမေးပွဲဖြေတဲ့ကျောင်းနေပူတဲ့သူတိုင်းစာမေးပွဲဖြေတဲ့အတွေ့အကြုံရှိတဲ့သူတိုင်းကောင်းကောင်းသိတယ်လေးခုနဲ့အဖြေကွက်တိကြမှာအမှတ်ရတာအလကားမရအောင်အလကားမရအောင်ဟုတ်ပါပြီဒါဆိုရင်အခုကျွန်မတက်မတော်ဘက်ကိုပြောပါမယ်နင်းကမလို့ခုံကလောက်တယ်လို့ပဲပြောရမလားမဲမတမာမှုဖြစ်တယ် မဲမတမမှုကိုစနစ်တကျစစ်ဆေးပေးဖြည့်ရှင်းပေးမဲ့သူတယောက်မှမရှိဘူးရှင်မဲစင်းစစ်တာကတက်ကမှဝင်ပြီးစစ်လို့ရမှာမဟုတ်ပါဘူးကျမတို့ဆန္ဒမဲပေးခဲ့တဲ့ပြည်သူတိုင်းဘယ်သူကမှမစိုးတောင်းယူစစ်ဆေးခွင့်ရှိတယ်လို့ကျမတို့နားလည်ထားပါတယ် UEC ကပါတီတွေကမဲစင်းတောင်းတယ်သူမှအဆင်မပြေနောက်ဆုံးတက်ကတောင်းလာတော့မှသူကအဆင်ချောချောမဖြစ်လို့ဆိုပြီးတော့ file format တွေနဲ့တက်ကိုပြင်ညာပြထားလို့တက်ကအချိန်ကြာမြင့်စွာအချိန်ကြာမြင့်စွာနဲ့ဒါကိုဖြည့်ရှင်းခဲ့ရတယ်လို့ကျမကြားသိရတယ်အဲ့တော့ ကိုလောက်ဆောင်ချက်ပေါ့ကိုယုံကြည်မှုရှိရတဲ့သူကတင်းရင်တို့ထတောင်းလဲပေးရရမဟုတ်ဘူးလားအဲ့တော့ဒီကလီမလေးပြောတာကိုတရားလေးနားထောင်သင်တယ်လို့ထင်တယ်တော်တော်လေးမှန်ပါတယ်နော်စာလေးလည်းတော်ဖတ်တာပုံရပါတယ်နော်ဒီပေါ်တွေကဒီလောက်တောင်တင်းရန်ရှိမှမဟုတ်ဘူးကြတော့သူတို့ကလုံးဝလည်းတင်းရန်ရှိမှမဟုတ်သူတို့ဘာမှမမြင်ခုနဒီကလီမလေးပြောတာသူတို့ပဲသူတို့ကဇုံလုံးကန်းနေတာကြတော့ဇုံလုံးကန်းနေဆိုတာနှစ်ဖက်လုံးမှရှိပါတယ်အစိမ့်ဘက်မှလည်းရှိအနီးဘက်မှလည်းရှိစိတ်ပိမ့်နဲ့ညီပိမ့်ပေါ့နော်သူတို့ကဘာလည်းလို့အမှန်သူတို့ဘက်အမှန်ပဲလို့ထင်တယ်ကြတော့ အမှန်တော့အဲ့ဒီသဘောတရားတွေမကောင်းပါဘူးနော်လူဆိုတာဘယ်နဲ့စီကနှစ်ဖက်လုံးကြည်ရနှစ်ဖက်လုံးနားထောင်ရတာတည်င်းဆိုတာဆိုတာနော်အဲ့ဒါမှပဲအမှန်တရားတစ်ခုထွက်မှာပဲနော်လူတယောက်ကဟောပါတီတစ်ခုကအရာအားလုံးပြည့်ပြည့်စုံကောင်းနေတာလည်းမရှိပါဘူးထောက်ခံတာရည်တည်တာအားပေးတာရပါတယ်ဒါပေမဲ့ကိုယ်ကမှိုင်းလဲမှားတယ်လို့ပြောရရမယ်ကောင်းတယ်လည်းကောင်းတယ်လို့ဝန်ခံရရမယ်နော်နှစ်ဖက်လုံးတို့မျိုးကြည့်ပြီးတော့သုံးသပ်ပြရမှာပဲနော်ပြောပြရအခုကကျွန်တော်တို့ကမြန်မာနိုင်ငံလူတွေညီပေါ်တွေကတို့များများကအိတ်စိတ်တက်ပြနော်သူတို့ကအမှန် သူတို့ကပြောတဲ့ဟိုခုနှစ်စီလို့လို့ပြောတဲ့ကောင်းလေးပြောတာခုနှစ်ကျော်လို့လို့ပြောတဲ့ကောင်းလေးပြောတဲ့တဲ့င်းတွေကအမှန်ပဲအဲ့ဒါအမှန်ပဲစားတဲ့တဲ့နားမထောင်သူကအဲ့ဒါအမှန်ပဲပြည်သူများတို့ဟိုခက်တဲ့လို့ပြောအမှန်ပဲဒီတဲ့င်းကလုံးအမှန်အမှန်ပဲသူတို့မဟုတ်ဘူးမြေပြင်မှာမြေပြင်မှာတကြည်ဟိုမြေပြင်မှာလည်းကြားတယ်တကြည်တယ်ပတ်ကြည့်တယ်မဟုတ်မဟုတ်မဟုတ်အဲ့ဒါမင်းလိန်နေတာအဲ့လိန်နေတာဟိုကပြောတာအမှန်ပဲဟလားအသူတို့ကအဲ့လိုပုံစံဖြစ်နေတာနော်အဲ့လိုပုံစံဖြစ်နေသူတုံးနိုင်တယ်ဘယ်တော့မှတိုးတက်မှာလည်းမဟုတ်ဘူးဗျာနော်ဒီလူတွေကိုလည်းပြုရင်ကြောင်းနေဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဗျာနော်